hello welcome back ဒီတစ်ခါ unit 1a ဘာကြောင့်သင်ရမလဲ article a n a n အတိပယ်ကအလုံးသိတဲ့အတိုင်းတစ်ခုတစ်ကောင်တစ်ယောက်မြန်မာလိုပြောတဲ့အခါတစ်ခုတစ်ကောင်တစ်ယောက်ကိုထည့်မပြောလဲရတယ်ပြောလဲရတယ်တွတ်တော့အင်္ဂလိပ်စာမှာတော့တစ်ခုတစ်ကောင်တစ်ယောက်ကမဖြစ်မနေထည့်ပြောရမှာပါဒါဆိုဒီပုံလေးထဲမှာထိုင်နေတာက ကောင်မလေးမြန်မာလိုကတော့ကောင်မလေးလို့ပဲပြောလိုက်တယ်ဒါမှမဟုတ်လေကောင်မလေးတစ်ယောက်လို့ပြောတယ် English ကတော့ a girl လို့မဖြစ်မနေရအောင်ဒါဆိုဒီမှာသူနှုတ်ဆက်နေရတာကောင်းလေး English လို့ရရင်တော့ a boy ကောင်းလေးတယောက်အတိအကျပြောမှာပါသူတို့နှုတ်ဆက်ကြတယ် hello medi ဒါဆိုရင်ဒီကောင်းလေးနာမည် medi ပါသူကလည်းပြန်နှုတ်ဆက်တယ် hi bread ဒီကောင်းလေးနာမည်ကတော့ bread ပါဘာလို့ဒီနာမည်လေးကိုပြောပြလဲဆိုရင်နောက်ထပ်သင်ခန်းစာတွေမှာပဲအဲသူတို့ကဇက်လိုက်နေနဲ့ရှင်းပြသွားမှာဖြစ်ပါတယ် ညမလေးမှတ်ထားမယ်နော်နောက်ထပ်ပုံလေးမှာကြတော့ကျွန်တော်တို့ကဘာတွေ့လဲဆိုရင်အကြောင်လေးတွေ့တယ်ခွေးလေးတွေ့တယ်ခွေးလေးလှမ်းနှုတ်ဆက်တယ် Hi Missy သူလည်းပြန်နှုတ်ဆက်တယ် Hello Buster ဒါဆိုရင်ဒါကကြောင်လေးအင်္ဂလိပ်လိုပြောရင်တော့ a cat ဒါကခွေးလေးအင်္ဂလိပ်လိုပြောရင်တော့ a dog article a ပါဘူးပါမယ်မပါလို့မရပါဘူးဒါသူတို့နှစ်ယောက်ကစားကြတယ် ပစ်ပေါက်ကြတယ်ပေါ့တယောက်နဲ့တယောက်ဒါဆိုရင်ဒီမှာပန်းသီးနဲ့ပစ်ပေါက်တယ်ဒါမှအင်္ဂလိပ်လိုရေးတဲ့ခါတော့ an apple and ထည့်ရမယ် now လိမ္မာသီးနဲ့ပစ်ပေါက်တယ်ဒါမှရေးတဲ့ခါတော့ an orange ထည့်ရမှာဖြစ်ပါတယ်ဒါဆိုရင်ကောင်းလေးဆိုရင် a boy ကောင်းမလေးဆိုရင် a girl ခွေးကလေးဆိုရင် a dog ကြောင်လေးဆိုရင် a cat ပန်းသီးလေးဆိုရင် an apple လိမ္မာသီးလေးဆိုလို့ရှိရင် an orange ဒီလိုထည့်ရမှာပါအောက်မှာသူကမှတ်စုလေးပေးရတယ် we use a before and now that begins with a consonants နောက်တစ်ခုမှာ we use an before and now that begins with a vowel အဲ့တော့ alphabet 26လုံးရှိပါတယ်26 alphabets ma vowels ka 5 consonants ဒါနှစ်ဆန်းနဲ့တလုံးပါအဲ့ consonant ရဲ့ရှိမှာ a သုံးပြီး vowel ရှိမှာ n သုံးတယ်ဒီမှာဒီလိုရှင်းပြထားပါတယ် consonants လေးလည်းဒီမှာရေးပြထားတယ် vowel လေးလည်းရေးပြထားတယ် example လေးဖတ်ကြည့်ပါမယ် box consonant နဲ့စတဲ့အတွက် a box ferry consonant နဲ့စလို့ a ferry robot consonant နဲ့စလို့ a robot ခါခဆွနဲ့နဲ့စလို့အခါဒီတိပြဿနာမရှိပါဘူးတကယ်လို့ဒီလိုမျိုးလေးရေးလိုက်မယ်ဆိုပါစို့ H O U R သံထွက်တဲ့ခါ hour လို့ထွက်သွားတယ် haste down silent လုပ်မယ်တော့ဒါဆိုရင်ကျတော့ချင်းချက်ဖြစ်သွားပြီ consonant နဲ့တော့စတယ်သို့တော့ consonant အတန်မထွက်ဘဲနဲ့ vowel အတန်အတန်ထွက်သွားတယ်ဒါကြောင့်မို့ရေးရမှာက n ဖြစ်ပါတယ်ချင်းချက်ပါ နောက်ထပ်တစ်ခုလေးမှကြည့်လိုက်တော့ elephant vowelness လို့ n သုံးတယ် apple vowelness လို့ n သုံးတယ် orange vowelness လို့ n သုံးတယ်ဒါဆိုဒီလိုစကားလုံးလေးမေးကြည့်ပါမယ် university ကြည့်လိုက်တော့ vowelness ရတယ်သို့တော့အတန်ထွက်တဲ့အခါ university ဆိုပြီးတော့အတန်မထွက်ပါဘူးဒါကြောင့်မလို့ a သုံးရပါတယ် ါလေးကလည်းခြွင်းချက်ပါအဲ့တော့ကောင်းတာဒီဒါတော့ကလေးတွေမဟုတ်လို့သူတို့က vowel နဲ့ consonant တွေကိုအလွယ်ပြောတာပါအမှန်ကန်ဆုံးမှတ်သားချက်ကတော့ vowel sound vowel sound ဆိုတာအသံကိုပြောတာပါအခရောက်ပြောတာမဟုတ်ပါဘူးအသံကိုပြောတာပါသူ့ရဲ့ရှိမှ n 3မှာ consonant sound consonant sound ဆိုတာအတန်မဟုတ်တဲ့ကောင် သူရှိမှာတော့ a သုံးပါဒါသည်အကောင်းဆုံးသောမှတ်သားချက်ဖြစ်ပါတယ်လေ့ကျင့်ခန်းလေးတွေကိုတော့နောက်ထပ်သင်ခန်းစာမှာထပ်ပြီးပြောပြမှာဖြစ်ပါတယ် Seven English 2016 YouTube channel လေးကို like share subscribe လုပ်ထားရင်သင်ခန်းစာလေးတွေကိုစက်တိုက်ကြည့်ရှုလို့ရမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်